ဒီနေ့ညညမစနေနေ့တနာ45မိနစ်မှာကစားကြမယ်။ချက်စီးတဲ့နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ဝဲကြိုသုံးသက်ချက်။မင်္ဂလာပါ။ KJ YouTube Channel မှာကြိုဆိုပါရစေ။ဒီညမှာကစားကြမယ်ပွဲမှာတော့ချက်စီးတဲ့ကအင်္ဂွင်းမှာ United ကိုအခန့်ကစားရမှာပါ။ပထမအကြုံမှာတော့တစ်ပတ်တကိုးစီနဲ့တည်ချထားခဲ့တာပါ။ပထမဆုံးအနေနဲ့အင်ရှင်ချက်စီးတဲ့ကိုကြည့်အောင်ပါ။နောက်ဆုံးကစားထားတဲ့၅ပွဲမှာတော့၃ပွဲနိုင်တစ်ပွဲတည် တပွဲရှုံထားပါတယ်။နောက်ဆုံးကစားထားတဲ့ပွဲမှာတော့ချန်ပီယံလိဝင်ခွင့်အတွက်ရှင်ပြိုင်နေရတဲ့ယူကာဆယ်တင်းကို2-0နဲ့ရှုံးနိုင်ထားတာပါ။ဒီနေ့ United နဲ့ပွဲကလည်းချန်ပီယံလိဝင်ခွင့်အတွက်အရေးပါတာကြောင့်တေချာဘတ်ကိုအနိုင်ခံရမှာပါ။ဒီဒီချိန်မှာချက်စီယိုအနေနဲ့အခွင့်အရေးကိုအမီးယာဆုံးခိုင်တင်တဲ့ပွဲပါပဲ။ဘာကြောင့်လဲဆိုတော့ United တို့အခြေအနေကတော်တော်ဆိုးရွားနေလို့ပါ။ဒါဆို United တို့ဘက်ကိုကြည့်အောင်ပါ။ ယူရိုပါလိမှာတော့ကြားဖြစ်တယ်လို့ပရီးမီးယားလိမှာတော့ကြောင်ဖြစ်နေကြတာကြားပါပြီ။နောက်ဆုံးကစားထားတဲ့၅ပွဲမှာတော့၄ပွဲရှုံးပြီး၁ပွဲတည်ရင်နဲ့၅ပွဲလုံးဝမရှိပါဘူး။ကျွန်တော်ပြောနေတဲ့နောက်ဆုံး၅ပွဲဆိုတာပရီးမီးယားလိကိုပြောတာပါ။ဒါဆိုဖြစ်လာနိုင်တဲ့ပွဲထွက်လူစင်းကိုကြည့်အောင်ပါ။ချက်စီအသင်းဘက်မှာတော့ဂိုဒမန်နေရာမှာရောဘတ်ဆန်ချက်ဘောကန်စစ်နှစ်ယောက်မှာချာလိုပါနဲ့ကိုဝဲလတ်ပတ်နေရာမှာကူကူဝဲလာဘရိုက်ဘတ်မှာကန်စီလို့ ကွင်းလမ်းမှာလာရီယာပန်ဆိုဖာနန်ဒက်နဲ့ကိုပါမှာတိုက်စစ်၃ရောက်မှာနက်တိုမန်ဒရီကီနဲ့အန်ဂူဂူတို့ဖြစ်လာနိုင်ပါတယ်။ယူနိုက်တက်တို့ဘက်မှာတော့ဂိုဒမားနေရာမှာအိုနန်နာခစစ်နေရာမှာတော့မကွာယာလင်းဒီလော့နဲ့မာဇာရောလက်ဝင်းမှာဒိုကူဘရိုက်ဝင်းမှာအာမတ်ဒီယာလိုကွင်းလိုက်၃ရောက်မှာတော့ဥကာရီကတ်စမီရိုနဲ့ဘရူနိုဖာနန်ဒက်တိုက်စစ်မှာဂါနာချိုနဲ့ဟော့လန်တို့ဖြစ်လာနိုင်ပါတယ်။ အခုပြောသားတဲ့လူစင်ကခက်မှန်းလူစင်ပါအတိအကျမဟုတ်ပါဘူး United တို့အနေနဲ့အားစိုက်ကင်မယ်လို့မတင်တာကြောင့် Chelsea တင်းကတာကြီးရသွားမယ်လို့ခက်မှန်းပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel ကိုကြိုက်လို့တက်တယ်ဆိုရင်တော့ subscribe လေးနှိပ်ပြီးတော့အားပေးစမ်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ